ပါကစ္စတန်နဲ့အာဖဂန်ကြားဆွေးနွေးမှုတွေပြုလုပ်နေချိန်အတွင်းတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာကြောင့်ပါကစ္စတန်စစ်သား9ဦးထပ်မံနေသေဆုံးခဲ့ကြောင်းပါကစ္စတန်စစ်တပ်ကအောက်တိုဘာ26ရက်ကပြောကြားခဲ့ပါတယ်။တတလောအပြစ်ခတ်ရဲစဲရေးပြီးတဲ့နောက်အစ္စတန်ဘူမှာအာဖဂန်နဲ့ပါကစ္စတန်ကိုယ်စားလှယ်တွေကဆွေးနွေးမှုတွေပြုလုပ်နေချိန်မှာတိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။တာလီဘန်တို့အာဖဂန်အာဏာကိုထိန်းချုပ်ခဲ့တဲ့2021ခုနှစ်နောက်ပိုင်းအခုထိတိုက်တွေ့ဆုံမှုဟာ အဆိုရဆုံးအခြေအနေဖြစ်ပြီးနှစ်ဖက်လုံးမှာလူပေါင်းဒါဇင်ချီတည်ဆုံးခဲ့ပါတယ်။နိုင်ငံအနှောင်းမြောက်ပိုင်းခိုင်ဘာပတ်တွန်ခါဝါပြည်နယ်မှာရှိတဲ့နေရာနှစ်နေရာမှာအာဖဂန်စစ်သွေးကြော်တွေကနေဆက်ကိုဖျက်ဆီးဖို့ကြိုးပမ်းခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ရဲ့မီဒီယာကထုတ်ပြန်ထားပါတယ်။ဒီတိုက်ခိုက်မှုဟာအာဖဂန်အစိုးရက၎င်းရဲ့မြေပေါ်ကနေအကြမ်းဖက်မှုပြဿနာကိုအမှန်တကယ်ကင်တွေဖြေရှင်းလိုခြင်းရှိမရှိမေးခွန်းတွေထွက်ပေါ်စေခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်းပါကစ္စတန်အာဖဂန်ပဋိပက္ခကိုအမြန်ဆုံးဖြေရှင်းပေးမယ်လို့အော်တိုဝါ26ရက်ကပြောကြားခဲ့ပါတယ်။ ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ဆွေးနွေးပွဲတွေစတင်နေပြီလို့ကျွန်တော်ကြားပါရတယ်။ကျွန်တော်မြန်ဆုံးဖြေရှင်းပေးသွားမှာပါလို့ထရမ့်ကဆိုပါရတယ်။ကီလိုမီတာ2600ရှေ့လျားတဲ့နေဆက်တက်လျှောက်မြေပြင်တိုက်ပွဲတွေနဲ့ပါကစ္စတန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပွားပြီးတဲ့နောက်အော်တိုဝါ17ရက်ကစပြီးနှစ်နိုင်ငံနေဆက်တွေကိုပိတ်ထားခဲ့ရပါတယ်။ကုန်သွယ်ရေးသမားတွေနဲ့သွင်းကုန်ပို့ကုန်တွေလုံဆောင်နေသူတွေကနေဆက်ပြန်လည်ဖွင့်ပေးဖို့တောင်းဆိုနေတဲ့အတိုင်းအောင်အခုအချိန်ထိဆုံးဖြတ်ချက်မချရသေးတဲ့အကြောင်းတာဝန်ရှိသူတွေကထပ်မံပြောကြားခဲ့ပါတယ်။